တိလီတွေနဲ့ပတ်သက်ပြီးဝေဖန်မှုတွေကြုံတွေ့နေရတဲ့ပိုင်တကူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နောက်ဆုံးရဆယ်လီတဲ့နေ့ကိုစူးစီးဖော်ပြတက်ဆက်ပေးနေတဲ့ Smarty Page လေးကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ရှင်ပရိသတ်တွေအခြေကိုသိမ့်ပိုက်ထားနိုင်တယ်လို့သစ္စာရှိလုံလာတဲ့မင်းသားပိုင်တကွန်ကတော့ယောက်ျားလေးဆိုပေမဲ့အနေထိုင်သိမ့်မွက်လုံလာတဲ့သူတူပါပိုင်တကွန်ကမင်းသားဖြစ်ခဲ့တဲ့အချိန်ကလေးကတရိတ်ဆန်အကောင်လေးတွေကိုချက်ကင်တက်တဲ့သူတူဖြစ်တာကြောင့်အမြဲကိုထုတ်ပြတတ်တဲ့သူတူပါ ူရဲ့တိရစ္ဆာန်လေးတွေချက်တက်တဲ့ပုံကတော့အများနဲ့မတူတမှုထူးခြားလို့နေပြီးအချို့ရဲ့အမြင်မှာတော့ပြောစရာတွေဖြစ်နေရတာပါတပိမဲ့လေဘိုင်းတကွန်ကတော့တိတ်ပြီးတော့ဂရုမထားဘဲနဲ့သူဝတနာပါရာရီကိုပဲဆက်လုပ်နေကြတာပါပိုင်ကောင်ကမြန်မာပြည်ရဲ့အအောင်မြင်ဆုံးမင်းသားတွေရဲ့ကတူဖြစ်တယ်လို့ internationality ထုတ်ပေါ်အောင်မြင်နေတဲ့မင်းသားတစ်လက်ပဲဖြစ်ပါရယ်ဒီလိုမျိုးအောင်မြင်လာတာနဲ့မြောက်ဝင်ဝင်စီစဉ်မှုကလည်းအဆမတန်ကောင်းမွန်လာခဲ့ပြီးရှားပါမျိုးစိတ်တွေကိုရှောက်ဖွေမွေးမြူလာနိုင်နေရပါ ဒီလိုမွေးမြူထားတဲ့တိရစ္ဆာန်လေးတွေကိုလည်းသာသမီလေးတွေလိုမျိုးတရွတ်တရချစ်ချစ်ခင်ခင်ရှိတတ်တဲ့သူဖြစ်ပါရဲ့အများအပြားတော့အိမ်မွေးတိရစ္ဆာန်လို့ဆိုလိုက်ရင်ခွေးလေးတွေကြောင်လေးတွေလောက်ပဲသာတည်ကြပြီးမယ်ပိုင်ကုံကတော့အခြားသောတိလေးတွေကိုလည်းမွေးမြူထားတာဖြစ်ပါရဲ့ပိုင်ကုံဟာမွေးတွေကိုလည်းမွေးမြူထားတယ်လို့ဖို့တောက်တဲ့လူမျိုးတတ္တဝါတွေကိုလည်းမွေးထားတာပါဒီအကောင်လေးတွေကလူတိုင်းမကြိုက်တဲ့အကောင်လေးတွေဖြစ်ပြီးပိုက်ကောကတော့တရွတ်တရကိုခေါ်ယူမွေးမြူထားတာဖြစ်ပါရဲ့ ူရဲ့အိမ်မှာဆိုရင်ဒီကောင်လေးတွေနဲ့ပြင်းနေပြီးအကောင်လေးတွေကလည်းလွတ်လပ်ပျော်ရွှင်စွာသွားလာနေတာဖြစ်ပါရဲ့ကြက်ဘေငါစိတ်တွေလည်းပိုင်ကွန်ရဲ့အိမ်မှာရှိနေပြီးသူ့အိမ်ကိုအသေးစားတိရိစ္ဆာန်ယုံလေးလူတော်မှပြောလို့ရနေပါရဲ့တာမန်အိမ်ဝေးတိရိစ္ဆာန်လေးတွေမဟုတ်ပဲအခုလိုမျိုးထူးထူးခြားခြားကောင်တွေကိုမွေးနေတဲ့ပိုင်ကွန်ကိုအချို့တွေကသဘောကျကြပြီးမယ်လေပရိသတ်အချို့ကတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဝေဖန်နေကြတာတွေလည်းရှိပါရဲ့ ဒီရပိုင်းမှာလည်း point ကဟာတိလေးတွေနဲ့အတူရေးချွက်ကနေမှာအတူတူရေးချွနေတဲ့ဗီဒီယိုလေးတစ်ခုကပြန်နှံ့လို့နေခဲ့ပြီးတိလေးတွေဖြစ်စင်တဲ့သူတွေရောဒီလိုကောင်းနေနဲ့ရောရေးတူတူရေးမစိမ့်နိုင်ဘူးလို့ပြောခဲ့တဲ့သူတွေရောအများကြီးပေါ်ပေါက်နေပါရယ်တကယ်လို့ဆိုရင်တော့ point ကဟာတိလေးတွေနဲ့ဘဝကိုအေးချမ်းစွာဖြတ်သန်းနေရကိုပရိသတ်တွေဝင်းညလာခြင်းဖြစ်ပါရယ် byte ကဟာသူ့ရဲ့ delivery ကိုအများကြီးချစ်တဲ့သူတို့ဖြစ်ပြီးတော့ခွဲလဲမနေတတ်သလိုအလောက်ကိစ္စနဲ့ခီးထွက်ရရင်တော့မှ delivery ကိုလွန်လို့မျက်ရည်ကြားရတဲ့အထိဖြစ်တတ်သူတို့အူပါ သူရဲ့မိခင်ဖြစ်သူကတော့ပိုင်တကုံမွေးမြူထားတဲ့တရိတ်ဆန်လေးတွေကိုကြောက်တတဲ့သူဖြစ်ပြီးအိမ်မှာဆိုရင်လေတီလေးတွေလည်းမတွေ့အောင်အမြဲရှောင်ဖယ်နေသူတူဖြစ်ပါရယ်။ဒါပေမဲ့ပိုင်တကုံလက်ထက်တော်မယ်ဇနီးလောင်းလေးဖြစ်သူကတော့ပိုင်တကုံရဲ့တီလေးတွေကိုချက်တဲ့စိတ်ကိုနားလဲပြီးအတူတူနေတဲ့အချိန်မှာလေတီလေးတွေကိုဆက်လက်မွေးမြူသွားအောင်မယ်လို့သိရပါရယ်ရှင်။အမြင့်တဲ့ဘွားကိုလည်းပိုင်ဆိုင်ထားတယ်လို့ချစ်စရာဇနီးလောင်းလေးကိုလည်းပိုင်ဆိုင်ထားပြီးတီလေးရီနဲ့ပျော်ပါနေတတ်တဲ့ပိုင်ကွန်နဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းဝင်ရောက်မျှဝေပေးခဲ့ပါဦးနော်။ တေးကြတာတခုကတော့အခုသက်စဖန်တွေပြောနေတယ်လို့မျိုးပိုင်ကုန်ဟာပေါ်ပူလာဖြစ်စဉ်လို့တီလေးတွေဝင်းမြူနေရလောမဟုတ်ပဲနဲ့သူရဲ့စိတ်အမှန်ကတီလေးတွေကိုချစ်ခင်နေရဖြစ်ကြောင်းထပ်လောင်းတင်ဆက်ပေးလိုက်ရပါတယ်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ပြီးတော့လေအနည်းပညာဆိုင်လီတရင်ကြောင်းရမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page လေးကို like and follow လေးနဲ့လှုပ်ထားပေးကြပါအောင်နော်။အဆုံးထိနာဆင်ပြီးလို့လေအားလုံးကျေးဇူးတင်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။